တဘာရင်ဝိုင်းရင်အတွေ့အကြုံတောင်းလွန်နေတဲ့ကြံတွင်ကိုချွေးမအောင်ဘလို့ရင်ဆိုင်သွားမလဲဒီကနေ့ည9နာရီခွဲဝန်းကျင်မှာတော့ထုတ်သက်သွားမယ့်ဝမ်းချမ်းမြန်ရှိတဲ့တွဲဆိုင်တစ်ခုဖြစ်တဲ့မြန်မာဂျေဝန်ဖိုင်တာချွေးမအောင်နဲ့ထိုင်းဖိုက်ဂန်ရွန်ကြံတွင်တို့ရဲ့ပွဲစဉ်ကိုပရိသတ်တို့အားပေးဖို့အဆင်သင့်မှာပဲလားရှင်ဒီတွဲဆိုင်ကတော့ပရိသတ်တို့အမြင်မှာဗမ်းမမြဘူးဆိုပေမဲ့ချွေးမအောင်ကတေချာပြင်ဆင်လာခဲ့မယ်ဆိုရင်တော့အဖြစ်ရလက်ကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပါသေးတယ်ရှင် ကျန်ုံရဲ့ပညာတဘာဝါနဲ့ရှင်တော့ထွေးမြောင်တွေကတကယ့်ကိုအဖိုးနဲ့မြည်အရွယ်လိုပါပဲနော်။ဒါပေမဲ့ဒါတွေကိုကြောက်ရွံ့မနေပဲထိုးသက်မယ်ဆိုကြတဲ့ကထွေးမြောင်ရဲ့တတိကိုလေးစားရမှာပါရှင်။အဲ့ဒီအထက်ကမှနိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့လေ။ဒီလောကတွေကိုဝင်လာပြီဆိုကြတဲ့ကဘယ်ဖိုင်တာနဲ့မှတွေ့ကျင်နေဘယ်ဖိုင်တာနဲ့မထိုးကျင်ဘူးဆိုပြီးတော့ရွေးချယ်ထိုးသက်ခွင့်မရှိပါဘူးရှင်။ဝမ်ချန်ပီယံရှစ်ကတည်ပြီးတဲ့ဖိုင်တာနဲ့ထိုးသက်ရမှာပဲဖြစ်ပါတယ်။မြန်မာပြည်သက်တွေအနေနဲ့ကလည်းကိုယ့်ရဲ့မြန်မာလူမျိုးဖိုင်တာကိုနိုင်နိုင်ရှုံရှုံအားပေးစေချင်ပါတယ်နော်။ ောင်းအခုလဲအသက်16နှစ်ဝန်းကျင်ထွန်းမင်းအောင်တက်တော့တန်တော်နဲ့ထိုးသက်မဲ့ပွဲကြီးကအရန်ကိုစိန်ခေါ်မှုကြီးမားလွန်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ထွန်းမင်းအောင်ကတော့နီးဖြူဟာကြက်ကြက်ကစားသွားမယ်လို့လည်းပြောထားပါတယ်ရှင်ဂိမ်းပလန်အတိုင်းကစားမယ်တိုက်စစ်ခွင့်ကစားသွားမယ်လို့လည်းပြောထားပါတယ်ထွန်းမင်းအောင်တက်ဒီပွဲကတော်တော်လေးကိုတေချာပြင်ဆင်လာမှတော်တဲ့အောင်ကြာမှာဖြစ်ပါတယ်။တန်တော်နဲ့ရှင်မယ်ဆိုရင်တော့အဆအဆအရာကွာခြားရဲဆိုပေမဲ့နိုင်အောင်ထိုးသက်ခြင်းနဲ့စိတ်ရှိဖို့ကအဓိကပါရှင်။သူထက် တဘာရင်ဝါရင်အောင်မြင်မှုအတွေ့အကြုံအဆက်ဆက်အရာတာလွန်နေတဲ့ကြံတွင်ကိုထွေးမြောင်တယောက်ဘလို့ရရင်ဆိုင်သွားမလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။ဒီည၈နိုင်ဝန်းကျင်မှာထိုးသက်သွားကြတော့မဲ့ထွေးမြောင်နဲ့ကြံတွင်တို့ရဲ့ပွဲကိုလက်မလွတ်တမ်းကြည့်ကြရအောင်ပါနော်။အားကစားဆိုတာကရလက်အမျိုးမျိုးထွက်ပေါ်နိုင်တဲ့အတွက်ကြောင့်ဘသူဘသူကိုမှအချက်မသေးပဲနဲ့ကျမတို့အတူတူအားပေးလိုက်ကြရအောင်ပါ။ထွေးမြောင်ရေးအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်။အကောင်းဆုံးရလက်ပိုင်ဆိုင်နိုင်ပါစေရှင်။